ဟယ်လိုမင်္ဂလာခင်ဗျာကျွန်တော်ဒီဥစ္စာကြတော့ကျွန်တော် service အလို့ရှိရင် service နဲ့ပတ်သက်ပြီး page ကိုရှောင်ရဆောင်နဲ့ပတ်သက်ပြီးဘယ်လိုပြောပြပေးတယ်ဆိုမှကျွန်တော်ဒီ video မှာအစအဆုံးကျွန်တော်ပြောပြပေးမယ် ဒီ page owner ကျွန်တော်သူရဲ့ page quality အနေအထားဖြစ်မှာ subs အတက်အတွက်ကျွန်တော်ဒီ page owner ကျွန်တော်ဘယ်လိုမျိုးရှင်းပြပေးလဲဆိုမှာ live group အနေနဲ့ကျွန်တော်ပြောပြပေးမယ်ဒီလိုမျိုးပြရတာတော့တိတ်အဆင်မပြေပေးမယ်ဒါရင်မယ်ကျွန်တော်ရဲ့ audience နဲ့အများသောအပြစ်တောင်းဆိုတော့ပေါ့နော်ဒီ page subs အရင်ဘယ်လိုအရတာလဲအကူကဘယ်လိုပြပြပေးရလဲဘယ်လိုလှုပ်ဆောင်ပေးရလဲပြောတဲ့အတွက်ကျွန်တော်ကျွန်တော်ဒီမှာအနေကြီးကျွန်တော်စကားပြောထားဥစ္စာနဲ့ပတ်သက်ပြီး live group အနေနဲ့ကျွန်တော်ပြပြမှာဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်ဒီမှာပထမဦးဆုံးသူနဲ့ကျွန်တော်စကားပြောတော့အခြား chat မှာရှိတဲ့အချိန်မှာသူကဒီ group မှာသူရဲ့ member နဲ့တွေ့ပြီးမှစကားပြောပြီးပါလေ ပြောတဲ့အတွက်ကြောင့်မို့ပေါ့နော်အဲ့အတွက်မှာတစ်ချက်ကျွန်တော်ဖွင့်ပြပေးမယ်ဒီဥစားလေးပေါ့နော်ဒီ amount စာ page ကအနေအားဖြစ်တာပေါ့နော်ဒီ page ပဲအနေအားဖြစ်တဲ့ဥစားအမက admin ပေးမလားဒါမှမဟုတ် video file လုတ်ပြီးမှပို့ပေးရမလားဘယ်လိုဘယ်လိုလုပ်ချင်တယ်မသိဘူးပေါ့နော်အကယ်လို့ admin ပေးလဲဆိုရင်တော့အမအတွက်ပို့ပြီးမှလွယ်ကူမှာပေါ့နော် အကယ်လို့ဗီဒီယိုဖိုင်ပို့ပေးရမှာဆိုတော့အမဘာတာအမ step by step သွားရမယ်အတွက်ကြောင့်မို့တချို့နေရာလေးနားမလည်ပဲကျင်းနေခဲ့မယ်အမဖြစ်တော့ခင်မယ်ဆိုရင်လည်းအတွက်ကြောင့်မို့ပေါ့နော်ဒါအမသဘောပါဗီဒီယိုဖိုင်ပဲပို့ပေးရမလား admin ပဲခံပေးမလား admin ခံပေးရစင်ကျွန်တော် page ကိုအစအဆုံးတိကျစစ်ဆေးပြီးမှဖြစ်ပျက်တဲ့ error လေးကိုကျွန်တော်တို့ပြောပြပြလို့ရတယ် page နဲ့ပတ်သက်ပြီးရှောင်ရင်ဆောင်နဲ့ပတ်သက်ပြီးဘလို့ edit ဘလို့လုတ်ဆောင်သွားရမှာဆိုမှပြောပြပြလို့ရမယ် အဲ့တော့ကျွန်တော်နည်းနည်းအောက်ဆင်းသွားလိမ့်မယ်နည်းနည်းအောက်ဆင်းသွားမှသူကကျွန်တော် page admin ပေးထားတဲ့ကျွန်တော်သူ page system ပြီးမှဒီ account owner လည်းကျွန်တော်မေးတဲ့ဥစ္စာသူကလည်းလုံးဝစာရီစီးပြီးမှပေါ့နော်သူ service admin ဆိုသူကဘာတွေမေးမယ်ဘာတွေလုပ်မယ်ဆိုပြီးသူကကျွန်တော်ဒီမှာစာရီလုံးဝစီးပြီးထားတာပေါ့နော်ဒီစာရီကိုကျွန်တော်တစ်ဆင့်ပြန်ပြီးမှသူ့ကို ားလုံးကိုကျွန်တော်ပြောပြပေးတဲ့ဒီမှာပေါ့နော်ရှောင်းလင်းဆောင်နဲ့ပတ်သက်မှလည်းပြောပြပေးတယ်ဒီအချက်မှလည်းကျွန်တော်ပြောပြပေးတယ်ပြီးရင်တော့ to pitch ကို system ပြီးမှ pitch မှဖြစ်နေတဲ့ error နဲ့ပတ်သက်မှကျွန်တော်ရှင်းပြပေးမယ်အတွက်ကျွန်တော်တို့အချက်ကြည့်မယ်ဒီ account owner ကျွန်တော် question လောက်ထားတဲ့ဥစ္စာနဲ့ပတ်သက်ပြီးကျွန်တော်ဘက်ကနေဖြေချပေးတာပေါ့နော် account ဆုံးဖြစ်အောင် best ဖြစ်အောင်ကျွန်တော်ဖြေချပေးပါတယ်အဲ့အတွက်ဒီလိုစာဖွင့်ပြပေးမယ်ဟုတ်ကဲ့ခင်ဗျာ JCP မှာဒီ MIFSO accounting ပို့ပြီးပါကျွန်တော်ဒီဖက်ကနေ S fan ပို့ပေးလိုက်ပါမယ် ဒါဆို SN ပို့တဲ့ဥစ္စာပေါ့နော်ကျွန်တော်မချက်ချင်မတူကျွန်တော် admin ပြီးတော့ admin ရောက်လာခဲ့ပြီပေါ့နော် admin ပြီးတဲ့ခါမှာကျွန်တော် admin full control ပေးစရာမလို app ကို page owner ဖက်ကလည်းဆိုရင်မူများတဲ့အတွက်ကြောင့်မို့ကျွန်တော် admin ပြီးတဲ့ခါမှာ opposition add new တစ်ချက်နေမှာ full permission off လုပ်ပြီးပြီးလို့ရှိရင်ရတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့တက်စင်နေတဲ့အတွက်ကြောင့်မို့ဒီ page owner ဖက်ကအချိန်မီကျွန်တော်တို့ကိုထုတ်လို့နိုင်ပါတယ် full permission ပေးလို့လည်းရတယ်ကျွန်တော်ကျွန်တော်ယုံကြည်တဲ့ dynamic တချို့ audience တွေတချို့ customer တွေကြတော့ ဒီနည်းနည်းလေးဟိုတာဖြစ်တဲ့အတွက်ကြောင့်တို့ page ကိုစိုးရင်ပူပြင်းတဲ့အတွက်ကြောင့် full control လို့ off လုပ်ပြီးပြင်ရတာပေါ့နော်အဲ့တက်ကျွန်တော်နည်းနည်း option တော့ဒီမယ်ကျွန်တော်ဒီ user နဲ့ပတ်သက်ပြီးဒီ page ရဲ့ recommendation ကလည်း suspend ဖြစ်နေပါတော့ဒီ page မှာရှိတဲ့ admin account တစ်ဆက်စစ်ကြည့်ပါဒီ page မှာရှိတဲ့ admin account ရဲ့ဒီဘေးက asset onset ထောက်သွားပြီးမှ profile status ဆိုရှိရပါတော့အဲ့ဒါတစ်ချက်ထောက်သွားကြည့်ပါအကယ်လို့ profile status အနီယာဖြစ်နေတဲ့အဝါဖြစ်တဲ့ဆိုရင်အဲ့ဒီ admin account ဒီ page ကနေဖြုတ်ချလိုက်ပါပြီးကျွန်တော်နောက်တစ်ခု how can my admin account က suspended ဖြစ်နေတဲ့ admin account မှာ error တက်နေဆိုရင်အဲ့ဒီ admin account ဒီ page ကနေဖယ်လိုက်ပါအဲ့လိုမှမလုပ်စင် page ကရူ့ရှ်နစ်မန်အရင်ကိုကြာတော့ message just လုံးဝပိတ်သွားမယ် နောက်တစ်ခုကျွန်တော်စာသားနဲ့ပတ်သက်ပြီးမှာနော်ဒီ page owner ဒီ save နဲ့ပတ်သက်ပြီးတင်ပြီးရောင်းတဲ့အတူတူကျွန်တော် save နဲ့ပတ်သက်ပြီးတင်ပြီးရောင်းတဲ့ခါမှာတချို့ save တွေမှာကျွန်တော်စကလုံးမျိုးရေးပြီးသွားတဲ့ခါမှာကိုယ်ဝန်ဖြတ်စီလို့ကိုယ်ဝန်တားစီလို့ဒါမှမဟုတ်ရင်လည်းဒီတစ်ခုခုနဲ့ပတ်သက်ပြီး save နဲ့ကျွန်တော် policy ထိတာများတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့စာသားတွေကိုဘလို့ရေးသွားရမှာတစ်ချက်ပြပေးထားတယ်ကိုယ်ဝန်ဆိုတဲ့နေရာမှာ comma လေးခံပြီးမှ space လေးချပြီးမှဒီလိုတစ်ခုချင်းစီသွားတာပို့ပြီးအဆင်ပြေတယ်အဲ့ဒါဆိုရင် looking ပါတယ် Facebook AI ကနေဖမ်းလို့ဖမ်းလို့လည်းမရဘူးဒါတက်ဆက်တဲ့ရေးပြီးသွားမယ်ဆိုရင်ဒါ ဒီအပြင်မှာတော့ကျွန်တော်တို့ license ရှိပြီမဲ့ကျွန်တော်တို့ဒီ US နဲ့ပတ်သက်ပြီးသွားတယ် US policy နဲ့သွားတယ် Facebook online ပုံမှာကျတော့ဒီတူတူလုံးဆိုတဲ့စကလုံးနဲ့ပတ်သက်ပြီးဒီကိုယ်ဝန်ဖြတ်ဆေးပညာနဲ့ပတ်သက်ပြီးသွားတယ်ဆိုတော့ဒါ NDA များတဲ့အတွက်ကြောင့်မို့သူက risk ဖြစ်တယ်ဒီ page was spend ပညာဖြစ်ပေါ်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်နည်းနည်းအောက်မှာတစ်ချက်ပါမယ်ဒီဥစ္စာကျွန်တော်ဖွင့်ပြပြီးမယ်ဒီအမားတို့ page ကစေးရောင်းတဲ့အတွက်ကြောင့်မို့စေးရောင်းတဲ့ page ဖြစ်တဲ့အတွက်ကြောင့်မို့အခြား page တွေထပ်ဆိုင်အထူးပို့ပြီး view ဆက်ရပါတယ်ခင်ဗျာနော်ကျွန်တော်ဒီစေးနဲ့ပတ်သက်ပြီး post ပါညာတင်သွားခဲ့တဲ့ခါမှာကိုဝန်တားစီလို့ကိုဝန်ဖြတ်စီလို့ဒီစီးနဲ့ပတ်သက်တဲ့ဥစ္စာတင်သွားခဲ့တဲ့ဆိုရင်တော့များသောအဖြစ်က violation ဖြစ်ပါတယ်ပြောမစင်ဒီ two policy နဲ့ two policy နဲ့မကန့်ညီဘူးเนาะပြောမစင်ကျွန်တော်အပြင်မှာတော့ line စီရှိပြီမြဲဒီ Facebook AI ဖက်ကကြည့်မှဆိုရင်ဒီ online မှာအမျိုးမျိုးဖြစ်နေတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီစာသားတွေကိုဒီ edit လုပ်မှတင်သွားရတယ်ခင်ဗျာเนาะဒီကိုဝန်တားဆီးပါညာပေါ့เนาะ ြီးရင်ကျွန်တော်အောက်ဘက်တင်သွားရတယ်ပြပါနော်ကျွန်တော်ဒီဥစ္စာပြဆက်လို့ပါနော်ပေါ့နော်အရင်အတုံးဝင်ပါနော် trick လေးတွေဖြစ်ပါတယ်နောက်တစ်ခုကဒီအမားတို့ page ကဆေးရောင်းတဲ့အတွက်ကြောင့်မို့တချို့ဆေးတက်ပုံတွေကဒီတက်ပုံရိုက်ပြီးတင်တဲ့ခါမှာတချို့အမှစကလုံးလေးတွေပါတယ်အင်္ဂလိပ်လိုတွဲနာမည်လေးဘာညာပါတဲ့ခါမှာတချို့ကျအဲ့ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ violation ဖြစ်သွားနိုင်တယ်ဒီ scam ဖြစ်သွားနိုင်တယ် fraud content ဖြစ်သောနိုင်ငံ inauthentic content ဖြစ်သောနိုင်ငံအတွက်ကြောင့်မို့ဒီဥစားကို copy အဲ့ဒီ policy နဲ့ policy နဲ့ looking အောင်ဆိုရင် video လေးတွေ record လုပ်ပြီးတော့ပို့ပြီးကောင်းပါတယ်ဒီ say ရဲ့ review လေးတွေပေါ့နော်ကိုယ့်ရဲ့ face ကိုပြရစရာမလိုဘဲနဲ့ကိုယ့်ဖုန်းအနောက်ကင်မရာဖွင့်ပြီးမှကိုဒီဒီ scene နဲ့ပတ်သက်ပြီးအောင်လို့ဆိုဒီ say ရဲ့အကောင်အကျိုးဆိုကျွန်းနဲ့ပတ်သက်ပြီးပေါ့နော် say ရဲ့ quality လေးတွေကိုအကောင်အောင်မူ video လေး fan TV တင်မယ်ဆိုရင်တပ်ပုံထက် video ကပို့ပြီးမှ rich enrichment ရောက်စေတဲ့ လူအစ်စ်ကို suggest ပို့ပြီးပါတယ်ခင်ဗျာဗီဒီယိုလေးလောက်ပြီးဒီမှာစင်ပို့ပြီးအဆင်ပြေတယ်တပ်ပုံကတော့အဆင်ပြေတော့ပြည်ပြီမဲ့တပ်ပုံက risk များတယ်ခင်ဗျာ risk ဆိုတာထိခိုက်နိုင်မှုပို့ပြီးမှများတယ် Okay LZP နဲ့ကျွန်တော်တစ်ချက်ပြပေးပါဦးတို့ကြောက်ကဲနဲ့ပတ်သက်ပြီးဆိုမှတို့ကစာတင်ပြီးတော့တချို့စာတွေမှာ valuation ဖြစ်တဲ့တို့ကြောက်ကဲလို့ကျွန်တော်ဒီမှာ ကြောက်ရွံ့ကြမှာကော်မာလေးတွေခိုင်းမှာဒီပုံစံလေးတင်သွားမယ်ဆိုရင်တော့ပို့ပြီးအဆင်ပြေတယ်ဒီဗီဒီယိုဖိုင်ဆက်ကျွန်တော်ဖွင့်ပြင်ဗီဒီယိုဖိုင်အရင်ရှိမယ်အတွက်ကြောင့်ပေါ့နော်ဒီကျွန်တော်တို့ page နေမှာပုံဒီပိုင်းတင်ပြီးမှစီရောင်းတဲ့အတွက်ကြောင့်ပေါ့တစ်ခါကြည့်ကြလို့ရှိရင် reuse တက်ပုံလေးတွေတစ်ခါကြည့်ရင် dynamic page ပို့လိုက်တက်ပုံလေးတွေတစ်ခါကြည့်ရင်အခြား website ကတက်ပုံလေးတွေကို page မှာတင်တဲ့ content နဲ့ related ရှိတဲ့အခြား website က အခြား page တွေတက်ပုံလေးတစ်ခါချင်း download ဆွဲပြီးတင်ရတဲ့မျိုးရှိတယ်အဲ့လိုမျိုးတင်တဲ့အခါမှာ corporate အများဆုံးဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီ copy တက်ပုံလေးကို corporate looking အောင်ဘယ်လို edit သွားရဆိုမှကျွန်တော်ဒီမှာသူ့ video file လေးနဲ့ရှင်းပြပေးတာပေါ့နော်အသေးစိတ်အသေးစိတ် ြင်းကျွန်တော်ဒီမှာအောက်မှာ two page နဲ့ပတ်သက်ပြီးရှောင်းရဲဆောင်နဲ့ပတ်သက်ပြီးပြောပြလာတဲ့ page မှာပေါ့နော်ဒီ alert လုပ်တယ်ဆိုတဲ့အခါမှာကျွန်တော် page ကအမြဲတမ်း permanent မဖြစ်တဲ့အတွက်ကျွန်တော် page က action တစ်စင်းကြောက်တော့ခဲ့တဲ့မျိုးပြတ်တော့ခဲ့တဲ့မျိုး error ဖြစ်တော့ခဲ့တဲ့မျိုးအမျိုးမျိုးရှိတယ်ပေါ့နော်အဲ့အတွက်ကျွန်တော်က page အတိထောင်ပြီး alert လုပ်တဲ့အခါမှာပြန်မှ0နဲ့စတဲ့အတွက်ကျွန်တော်အရင် exception ဖြစ်တဲ့အတွက်ကြောင့်မတော်တဆဖြစ်နေတယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြပေးတာပေါ့နော်အဲ့အတွက်ကျွန်တော်တို့ရဲ့ special ဘိုင်းဦးမှာပေါ့နော် special ဘိုင်းဦးမှာကျွန်တော်တို့ရဲ့ Telegram group တစ်ခုဖွင့်မှာအဲ့ဒီ Telegram group link ကို special ဘိုင်းဦးမှာထည့်ထားတာပို့ပြီးမှကြောင်းပါတယ်ခင်ဗျာအဲ့ကဲလို့စေအစုံပါညာရချင်တယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးပို့သိချင်တယ်ဆိုရင်တော့ဒီ Telegram group link ကိုတစ်ချက် join ပေးပါလို့ပြောလို့ရှိရင်ကိုယ့်ရဲ့ customer တွေက Telegram မှာ join နေဖြစ်ထားတဲ့အတွက်ကြောင့်မို့မတော်တဆအနေနဲ့ဖုန်းပြတ်သွားခဲ့သည့်ရှိတော့ page ပြတ်သွားခဲ့သည့်ရှိတော့ error အမျိုးမျိုးတောင်း6000နဲ့ တခုခုဖြစ်သွားခဲ့ပြီးရှိတော့ပေါ့နော် page အတစ်ထောင်ပြီးအလောလောမဆွနေကိုယ့်ရဲ့ဒီ audience ကိုယ့်ရဲ့ customer Telegram group ထဲမှာ share တူကြမှာ page အတစ်ထောင်လို့ရှိရင် page အတစ် link နဲ့တစ်ဆင့်ပြန်မှာကိုယ့်ရဲ့ customer ကို recover ပြန်လုပ်လို့ရတဲ့မျိုးရှိတယ်အဲကြောင့်မို့ဒီအလောလောတက်ဆိုရင်တော့ကျွန်တော်တို့ဒီ page ကအနည်းဆုံးတစ်ခုနှစ်ခု page အញ្ញံအနေနဲ့လောက်ဖွင့်ထားတဲ့ ਨੇ Telegram တစ်ခုဖွင့်ထား Telegram ဖြစ်ဖြစ်ဒါမှမဟုတ် Viber group ဖြစ်ဖြစ်ပေါ့နော်အများအဖြစ်တော့ Telegram use တုံးနဲ့များတဲ့အတွက်ကြောင့်မို့ Telegram ပို့ပြီးလွယ်ကူတဲ့အတွက်ကြောင့်မို့ Telegram group တစ်ခုဖွင့်ထားပြီးမှ link ထပ်ထားပို့ပြီးကောင်းတဲ့ Telegram မှာတတော့ copy post copy content နဲ့ပါအားလုံးတင်သွားလို့ရတယ်ပြီးလို့ရှိရင်ဒီအောက်ကသုံးခုတစ်ဆက်တည်းကျွန်တော်ဖွင့်ပြပေးလိုက်ပါမယ် ဒီထုံးနည်း၎င်းပါပဲအခုနပြောတဲ့အတိုင်းကျွန်တော်ဒီ pitch မှာဗီဒီယိုလေးတွေ fan tv တင်တယ်ဗီဒီယို10မိနစ်အထက်ကနေ3မိနစ်ဗီဒီယို9မိနစ်ဗီဒီယိုလေးတွေ fan tv တင်တယ်ဆိုရင်တချင်းတည်းမှာပါပဲနဲ့ဗီဒီယိုတင်တယ်အဲ့ဒီဗီဒီယိုတစ်ဆင့်ပြန်မှ TikTok မှာလည်း marketing ဆင်းလို့ရတယ်လို့ YouTube မှာလည်း marketing ဆင်းလို့ရတယ်အဲ့ဒီဗီဒီယိုတစ်ပုတ်တည်းကိုပဲအင်ဇွန် TikTok မှာတင်ပါဒီ pitch နဲ့ admin မရှိတဲ့အခြား Facebook account တစ်ခုမှာလည်းအဲ့ဒီဗီဒီယိုပဲ copy တင်လို့ရတယ် ်ပြီးရင် TikTok မှာလည်း marketing ဆင်းလို့ရတယ် YouTube မှာလည်း marketing ဆင်းလို့ရတယ်အဲ့ဒါဆိုရင်အဖက်ဖက်ကနေပို့ပြီးမှအလုပ်ဖြစ်စင်မယ်အခုဒါကြောင့်ကြိုတင်ပြောပြပေးတာပေါ့နော်ကျွန်တော်ဒီ2025 January တရနေ့ဆက်မှာ Facebook က update လုပ်ထားတယ်ကျွန်တော်ဒီဖုန်းနံပါတ် listen နဲ့ပတ်သက်ပြီးတင်တော်လို့မရဘူးပေါ့နော်ဖုန်းနံပါတ်ဆိုရင်အင်္ဂလိပ်လိုရေးပြီးတင်တော်လို့မရဘူးအဲ့တွဲကျွန်တော်တို့က Telegram link ကိုပို့ပြီးမှ use လုပ်ပြီးတွားရလိမ့်မယ်ခင်ဗျာနော်ဒီအခုကစပြီးမှ ဒီ post တင်တဲ့အခောက်တိုင်းကိုယ့်ရဲ့ Telegram link ကိုအောက်မှာ page လုပ်ပြီးထည့်တော့ပို့ပြီးကောင်းတာပေါ့နော်အကယ်လို့စီးမှချင်းနဲ့စေးအကြောင်းအရာနဲ့ပတ်သက်ပြီးသိချင်တာမေးချင်တဲ့ဘာညာဆိုရင် Telegram တစ်ဆင့်လာမေးနိုင်ပါတယ်ဆိုမှ Telegram link လေးတွေ page လုပ်ပြီးတော့လာပို့ပြီးမှအဆင်ပြေပါတယ် Telegram link တင်လို့ page တွေဘာမှ violation လုံးဝမလာပါဘူးဒါပေမဲ့ YouTube channel link လို့ကျွန်တော် TikTok link လို့အခြား page link လို့အခြား profile link လို့တင်သွားရင်တော့ error တက်မယ် Viber link နဲ့ Telegram link ကတော့တင်လို့ရတယ်အကယ်လို့ကိုကဒီ video fan TV တင်နေဆိုရင်အဲ့ဒီ video ရဲ့ download လေးမှာကျွန်တော်တို့ဒီ Viber ဖုန်းနံပါတ်ဖြစ်ဖြစ် Telegram ဖုန်းနံပါတ်ဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ကဒီဗမာလူမျိုးရေးပြီးမှထည့်တော်လို့ရတယ်အင်္ဂလိပ်လိုရေးထည့်မယ်ဆိုရင်အဲ့ဒါလေးတက်တယ်ပေါ့နော်ဗမာလူရေးပြီးထည့်တော်လို့ရတယ်ဗမာလူရေးပြီးထည့်တဲ့အတွက်ကြောင့်ကျွန်တော် TikTok မှာတော်ပြီးတင်တဲ့ခါမှာလည်းအဲ့ဒါနဲ့ looking နဲ့ TikTok မှာလည်း Tony လောက်အောင်ပဲကျွန်တော်ဖုန်းနံပါတ်ပါညာတင်လို့မရဘူးပေါ့နော်ဒါပေမဲ့ဒီဗမာလူရေးပြီးမှတော့တင်လို့ရတယ် အခုလို့ကျွန်တော်ဒီ page owner တွေကိုကျွန်တော်ရှင်းပြပေးတဲ့ဆိုဥစားသူတို့ရဲ့ page ပေါ်မှာကြည့်ပြီးမှသူတို့ page မှာတင်တဲ့ content နဲ့သူတို့ page ရဲ့အခြေအနေကိုကြည့်ပြီးမှတက်ဆိုင်တဲ့ဥစားနဲ့ပတ်သက်ပြီးကျွန်တော်ဘက်ကနေတခြားလေးပြောပြရှင်းပြပေးလေဖြစ်ပါတယ်ဒီလောက်တင်လားဆိုမပြီးသေးပါခင်ဗျ page owner ဘက်ကနောက်တဲ့တိချင်တဲ့ပညာရှိနေကျွန်တော်ဘက်ကအားလုံးနားလေသဘောပေါက်အောင်တခြားလေးပြောပြရှင်းပြပေးပါတယ်ပြီးလို့ရှိရင်သူ page က ဒီစီးနဲ့ပတ်သက်ပြီးတော်တဲ့အတွက်ကြောင့်မို့စီးနဲ့တက်ဆန်တဲ့အဆက်နဲ့ပတ်သက်ပြီးကျွန်တော်တို့ကပြည့်ပြည့်ရှာရှာဖြစ်ပါတယ်။တကယ်လို့ကိုယ့်ရဲ့ pitch ကဒီအခြားစီးရုံးနဲ့ pitch တွေပါညာဆိုရင်လည်းကျွန်တော်ပြောပြရတာဆိုနောက်တစ်မျိုးပြန်ရှိတယ်ပေါ့နော်။ပြောမယ်ဆိုရင် तू pitch ကိုကြည့်ပြီးမှ pitch ရဲ့အခြေအနေပေါ်မှာကြည့်ပြီးမှသူ့ရဲ့လောက်ဆောင် check category လေးကိုကြည့်ပြီးမှကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်။ pitch တခု subs add တယ်ဆိုတာဒါလေး add တဲ့ဒါလေးပြီးရင်ပြီးပြီလို့တော့လုံးဝမဟုတ်ပါဘူး pitch နဲ့ပတ်သက်ပြီးကျွန်တော်ဘက်ကအားလုံးပြောပြရှင်းပြပေးပါတယ်ဖြစ်နေတဲ့အမှားနဲ့ပတ်သက်ပြီးမှအားလုံးပြောပြရှင်းပြပေးပါတယ်လုံဆောင်ရမယ့်အချက်လည်းအားလုံးကျွန်တော်ပြောပြပေးတော့ပါနော်ကျွန်တော်ရှိမှ service အလို့ရှိရင် service attack နဲ့သင်တဲ့တက်ဆရာမလို့ပဲနဲ့ page မှာဖြစ်ပျက်တဲ့ error နဲ့ပတ်သက်ပြီးဖြစ်နိုင်ရည်ရှိတဲ့ option နဲ့ပတ်သက်ပြီး copy post copy content တွေကိုလည်း corporate looking အောင်အားလုံးကျွန်တော်ပြပြပေးတယ်။ Echo issuing a disk မှာ၄ video လောက်ပတ်မနေနဲ့ အခြားလူရဲ့ဗီဒီယိုတွေကို download ဆွဲပြီးမှတင်တဲ့လူတွေ copyright မလောက်အောင် copyright looking ဘလို့ edit သွားရတဲ့ဆိုမှလည်း Tony လက်ကောင်းပဲကျွန်တော်တို့ video file နဲ့ရှင်းပြပေးတယ်ပေါ့နော်ဒီ page ကတော့သူကတော့ဒီတပ်ပုံနဲ့ပတ်သက်ပြီးသွားတဲ့အတွက်ကြောင့်မို့တပ်ပုံ copyright looking edit လုပ်ဖို့လို့ကျွန်တော်ပြပေးတယ် copyright လုံးဝ looking နဲ့100%အဲကဲလို့ video နဲ့ပတ်သက်ပြီးသွားတဲ့ဆိုရင်ဗီဒီယိုကိုဘလို့ edit ဘလို့လုံးဆောင်သွားရမှာဆိုပြီးကျွန်တော်အားလုံးပြပြပေးတယ် pitch က reach ကျနေတယ် error တက်ပြီး reach ကျနေဆိုတော့ reach မြမြစနဲ့တက်လာအောင် pitch က suggested ရအောင် follower အစ်စ်တွေတိုးလာအောင်ဘယ်လိုလှုပ်ဆောင်သွားရမလဲဆိုမှလည်းကျွန်တော်ပြကနေပြောပြရှင်းပြပေးပါတယ် ဒီပြီးတော့မှတော့ဒီလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်အကယ်လို့လူချင်းမင်းတို့ page မှာလည်း error တစ်ခုတက်တယ်ဆိုရင်တော့အောက်ကဘိုင်ပါနံပါတ်ဖြစ်ဖြစ်အပေါ်ဘိုင်ပါနံပါတ်အစင် contact လို့မှစကားပြောဖို့နေနဲ့ telegram အစင်ကျွန်တော် service app ခုနေပါတယ်ဒီနေ့ဒီပြီးတော့ဒီလောက်ပဲအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရှင်မှာ service line add တဲ့ဒီတယောက်ပဲကျွန်တော်ပြောပြလာဆိုလုံးဝမဟုတ်ပါကျွန်တော်ရှင်မှာ service line add တဲ့လူတိုင်းကိုကျွန်တော်အချိန်ပေးပြီးမှ page ကိုတိကျစစ်ဆေးပြီးမှအားလုံးကျွန်တော်ပြောပြရှင်းပြပေးပါတယ် page owner effect က100%နားတဲ့သဘောပေါက်ပြီးဆိုမှလည်းကျွန်တော်ဖက်ကစိတ်အေးချမ်းတယ်ကျွန်တော်တို့ service ရဲ့ blind ပရာတော့မလုပ်ပေးဘူးပေါ့နော်ကျွန်တော် ောတာပြောပြောပြောပြီးတော့ပြီးလှုပ်ပြလိုက်မယ်ဆိုစိတ်ထဲမှာလုံးဝမဖြစ်ဘူးကျွန်တော်လှုပ်ပြရတဲ့အချက်လေးတွေ pitch owner နားလဲလားနားမလဲလို့အဲ့တော့ကျွန်တော်တစ်ချက်ကြည့်တည်တယ်နားမလဲသေးဘူးဆိုထပ်ပြီးမှပြောပြပေးတယ်အကယ်လို့စကားနဲ့နားမလဲဘူးဆိုရင် video file လေးနဲ့လက်တွေ့ကြကြလဲကျွန်တော်တို့ဘက်ကနေပြောပြပေးပါတယ်ခင်ဗျ pitch owner ဘက်ကမှာနော် pitch owner တွေကနားလဲသဘော ပေါက်ပြီးဆိုမှသူတို့ pitch ကိုအလုပ်လုပ်ဆောင်သွားတဲ့ခါမှာအဲ့ဒါမှတနေ grow ဖြစ်မယ် genuine ဖြစ်မယ်အရှိကိုရောက်ပြီးသွားမှာပေါ့နော်အဲ့တော့နည်းနည်းအောက်ဆင်းလာမယ် speech on ကျွန်တော်ဒီမှာစာရေးလာတာပေါ့နော်ဒီဥစ္စာနဲ့ပတ်သက်မှာကျွန်တော်ပြန်ပြီးတော့မယ်ဒီ video ဒီလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်